င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအချမ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ချမ်းဖက်ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကခိုးချောင်ခိုးဝဲမဲဆွဲစီရင်မှုတွေစတင်နေရဆိုပါတယ်ကင်ပင်းကမြဝရီမြို့နယ်၄ကီကောမြို့တင်မှာနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးအချမ်းဖက်စစ်တပ်ကစစ်သားအယောက်၁၅၀ကျော်ဟာအတိအသေးတိုက်ကုန်ကြပြီဖြစ်တယ်လို့ လန်ဒန်နဲ့အတူအလင်းဝင်လာတဲ့စစ်သားတွေလည်းအများပြားရှိနေပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာအကြက်ဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြက်ဖွတ်ပါတီလွတ်တော်ကုစလဲလောင်းတွေကခိုးကြောင်ခိုးဝဲမဲဆွဲစည်းရုံးမှုတွေစတင်နေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိစစ်တပ်ကလုံမဲ့အတူရောက်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလလကုန်ပိုင်းမှာစတင်မယ်လို့ပြောထားပြီး အဲ့ဒီရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးတွေကိုတော့လက်တလုံးမှာတရားဝင်လောက်ခွင့်မပေးသေးတဲ့အချိန်ကြံဖို့ပါတီကိုယ်စားလှယ်လောင်းတွေကခိုးအောင်ခိုးဝဲနဲ့မဲဆွယ်စည်းရုံးရေးတွေစတင်ပြုလုပ်နေတယ်ဆိုပါတယ်လက်တလုံးမှာနေ AR တိုင်းကဖြာပုံမြို့နယ်မှာကျပ်ဖို့ပါတီရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောက်ဆိုသူဆိုဆိုကြီးအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောက်ဆိုသူရှေ့နေခိုင်ဝဲအောင်တို့အပါဝင်ဖြာပုံမြို့နယ်ကျပ်ဖို့ပါတီကိုယ်စားလှယ်လောက်ဆိုသူတွေက ခိုးကြောင်ခိုးဝဲနဲ့မဲဆွဲစည်းရုံးမှုတွေစတင်လုပ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲဒီဖြာပုံမျိုးနဲ့ကြက်ဖွပါတီလွတ်တော်ကိုယ်စားလှယ်လောက်ဆိုသူတွေကပါတီဝင်တွေနဲ့တွေ့ဆုံပွဲလို့အမိတက်ပြီးတော့ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကနေတဆင့်ပြည်သူတွေကိုအတင်းကျပ်ဆင့်ခေါ်ခိုင်းပြီးသူတို့ကြက်ဖွပါတီကိုမဲထဲဖို့သူတို့ပါတီကိုမဲထဲရင်စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲခံရတာတွေမရှိသေးရဘူးဆိုတာတွေပါပြောယုံနေမှာကသူတို့ရဲ့ရွေးကောက်ပွဲကော်မရှင်ကနေထုတ်ထားတဲ့စီကံချက်ကိုကျော်လွန်ပြီး သူတို့ချက်ဖို့ပါတီကိုမဲထည့်ရင်စစ်အာဏာသိမ်းတာကိုကြော်လွှားနိုင်မယ်ဆိုတာမျိုးကိုပါပြောဆိုစည်းရုံးတာတွေလုပ်နေတယ်လို့ဖျားပုံမြို့နေပြည်သူတို့ကပြောထားပါတယ်။လက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွယ်စည်းရုံးရေးတွေကိုတရားဝင်လုတ်ခွင့်မစခင်မှာပဲဖျားပုံမြို့နယ်ချက်ဖို့ပါတီလွတ်တော်ကိုယ်စားလှယ်လောင်းဆိုသူတွေကချက်ဖို့ပါတီဝင်ခန့်အပ်လွှားပေးအပ်ပွဲတွေစကဝိုင်းတွေနဲ့ပါတီဝင်တွေကိုတွစ်ဆုံပွဲဆိုတဲ့အမိတက်ပြီး ဖျားဖို့မြို့နဲ့တဝက်မှာချက်ဖို့ပါတီကိုမဲထဲချဖို့လိုက်လံစီယုံဓာတ်တွေကြိုလုံနေကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်လက်ရှိဖျားဖို့မြို့နဲ့မှာစစ်တပ်ကပါချက်ဖို့ပါတီနဲ့ပူးပေါင်းပြီးအုပ်ချုပ်ရေးမှုတွေနဲ့တွဲလုံနေကြတာဖြစ်တဲ့အတွက်သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးမှာပါဝင်မဲ့တခြားနိုင်ငံရေးပါတီတွေထက်ချက်ဖို့ပါတီကအသာစီးယူထားတဲ့ပုံစံနဲ့ခိုးချောင်ခိုးဝက်မဲဆွဲစီယုံရေးတွေကိုစပြီးလုံနေတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ။ ဖက်မှာတော့ဂရင်ပြည်နယ်ကမြောက်ရီမြို့နယ်၄ကီကောမြို့တက်မှာနေစဉ်တိုက်ပွဲတွေပြင်းထန်နေပြီးအကြံဖက်စစ်တပ်ကစစ်သားအယောက်150ကျော်ဟာအသီးသီးတိတ်ကုန်းကြပြီးဖြစ်တယ်လို့လက်နက်နဲ့အတူအလင်းဝင်လာတဲ့စစ်သားတွေလည်းအများပြားရှိနေပြန်တယ်လို့ကျစ်တဲ့နယ်စစ်ကြောင်းနဲ့ Justice Soldier တပ်ဖွဲ့တို့ကထုတ်ပြန်ထားပါတယ်။ဒါကတော့မြောက်ရီမြို့နယ်၄ကီကောမြို့တက်ဘက်ကို ဂျက်ဖစ်တက်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေတုံးပြီးညီပြင်ကနေပါအင်အားအလုံးရင့်တဲ့စစ်ကြောင်းထိုးနေရမှာမေထော်တလေးပဟိကလောထီမဲဝါကီလန်ကြောင်းဘတ်တွေမှာပါတော်လန်ရေးပူပေါင်းတက်တွေနဲ့နေစဉ်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွေ့အဂျက်ဖစ်တက်ဘက်ကထိခိုက်သိဆုံးမှုတွေတော်တော်ကိုများနေတဲ့အပြင်စစ်ကြောင်းလိုက်တက်လန်သွားတာတွေလည်းရှိပြီးလက်ရှိအချိန်မှာစစ်တပ်ကစစ်သားအယောက်150ထက်မနည်းဟာအတိအသိတိတ်ကုန်ကြပြီဖြစ်တယ်လို့ တော်လန်ရေးရဲဘော်တို့လည်းထိခိုက်ကြဆုံးမှုတွေရှိထားတယ်လို့စစ်တပ်နဲ့စစ်ကြောင်းနဲ့ justice ဆိုကြတပ်ဖွဲ့တို့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီတပ်ဖွဲ့တွေဒဲကနေအချက်ဖက်စစ်တပ်ကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတဲ့စစ်သားအများပြားလည်းရှိထားပြန်တယ်လို့အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်သားတွေကိုတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပါတယ်လို့လည်းဆိုပါတယ်။တရှိမှာအချက်ဖက်စစ်တပ်ကအဲ့ဒီလေကေကောတိုက်ပွဲတွေအတွင်းစစ်မှုထမ်းတပ်သားအစ်စ်တွေကိုအရှိကနေအသေးခံတိုက်ခိုင်းပြီးထိုးကျွေးနေတယ်လို့ သူတို့ဘက်ကစစ်သားတွေဘလောက်တည်တည်စစ်မှုထမ်းတပ်သားအစ်စ်တွေကိုအင်အားထက်ထက်ဖြည့်ပြီးစစ်ကြောင်းထိုးတာတွေဆက်လုပ်နေတဲ့အတွက်ဒေါ်လန်ရေးတပ်တွေနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအဲ့ဒီအချမ်းဖက်စစ်တပ်စစ်ကြောင်းတွေကို GNU KNL တပ်တွေဘယူဟာအမှတ်32ကျက်တဲ့စစ်ကြောင်း Cobra စစ်ကြောင်း Vino စစ်ကြောင်းနဲ့ Justice Soldier စစ်ကြောင်းတွေပူးပေါင်းပြီးတိုက်ခိုက်ချေမှုန်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံတဝန်းလက်ရှိ2025ခုနှစ်ရဲ့ပထမ6လတာအတွင်း အချက်ဖတ်စစ်တပ်ဘက်ကနေတော်လိုင်းရေးတရီစီကိုအလဲဝဲလာသူလက်နက်ချသူနဲ့စစ်တုံးမှန်းအဖြစ်ရမိသူစုစုပေါင်းအယောက်2000ကျော်ရှိပြီဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ဒီနေ့အော်တိုဘာလ10ရက်နေ့မှာပဲပြည်သူ့ပန်းနိုင်ကနေတရားဝင်သတင်းထုတ်ပြန်လာတာပါ။အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့လက်ရှိ2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လတာအတွင်းအချင်းပစစ်တပ်ဘက်ကနေတော်လိုင်းရေးတပ်တွေစီကိုအလင်းဝင်သူလက်နက်ချသူနဲ့စစ်တုံးမှန်းအဖြစ်ဖမ်းဆီးရသူတွေရှိထားပြီးအဲဒီသူတွေအားလုံးပေါင်းလိုက်ရင် စုစုပေါင်းအယောက်2000ကျော်ရှိထားတယ်လို့ဆိုပါတယ်လက်ရှိအချက်ဖတ်စစ်တပ်ဘက်ကထိပ်ပိုင်းစစ်ဘုံကျုပ်တွေအကြားသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ယာဒူးအချွတ်အလဲသတင်းတွေနဲ့အပြန်အောက်ခြေမှာလဲသူတို့ဘက်ကစစ်သားတွေဟာပြည်သူဘက်ကိုအလင်းဝင်ကူးပြောင်းမှုသတင်းတွေဟာအစင်လာမပြတ်ဆက်ရှိနေပြီးစစ်တပ်ကလုံမဲ့အတူယောင်ရွေးကောက်ပွဲဟာတကယ်တမ်းသူတို့စစ်တပ်ရဲ့အောက်ခြေနင်းပြစစ်တီတွေဘဝကိုဘာမှပြောင်းလဲမပေးနိုင်မဲဒီအတိုင်းပဲဆက်ရှိနေမယ်ဆိုတာ ကတော့ကျင်းထဲမှာအိမ်မဆိုးမတ်နေရတဲ့စစ်သားတွေအနေနဲ့တည်တဲ့နေပြီဖြစ်တယ်လို့လည်းပြည်သူဗန်းနိုင်ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။လောလောလတ်လတ်စတင်ပါလာစတုဒ္ဒဘတ်အတွင်းမှာဆိုရင်အကြံဖက်စစ်တပ်ကစူဒန်တပ်သား14ဦးဟာအပြုံလိုက်အလင်းဝင်လာတဲ့အပြင်စစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိသူဟာလည်း18ယောက်အထိရှိထားတယ်လို့ပြည်သူဗန်းနိုင်ကထုတ်ပြန်ထားပါတယ်ခင်ဗျ။ ဖက်မှာတော့အကြက်ဖက်စစ်တပ်ရဲ့နေစဉ်ဇက်တိုက်လေကြောင်းတက်ခတ်မှုတွေကြောင့်နမ်တူနဲ့တီဘောမြို့နယ်ကပြည်သူတော်တော်များများစစ်ဘေးရှောင်နေကြပြီဖြစ်တယ်လို့စစ်ရှောင်တွေကိုကူညီပေးနေတဲ့သူတွေကပြောပါတယ်။လက်ရှိမှာတော့အကြက်ဖက်စစ်တပ်က DNL ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်လိုချင်နေတဲ့အတွက်တိုက်ပွဲမဖြစ်သေးတဲ့ DNL ထိန်းချုပ်ထားရနမ်တူနဲ့တီဘောမြို့နယ်တွေကအရသာပြည်သူတွေနေထိုင်ရနေရာတွေကိုပါနေစဉ်ရက်ဆက်လေကြောင်းတက်ခတ်မှုတွေလုပ်နေပြီးပြည်သူတွေလည်းထိခိုက်သေးဆုံးမှုတွေရှိနေတယ်ဆိုပါတယ်။အဲ့ဒီအတွက် လက်ရှိနမ်တူနဲ့တီဘောမြို့နယ်တွေကပြည်သူတော်တော်များများဟာမြို့တွေမှာဆက်ပြီးမနေရဲတော့တဲ့အတွက်စစ်ဘေးရှောင်တာတွေလုံနေကြပြီလို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောထားကြပါတယ်။ဒါပြင်တစ်ဖက်မှာလည်း DNA သိမ်းပိုက်ထားတဲ့တီဘောမြို့ကိုမကြခင်ရပိုက်အတွင်းစစ်တပ်ကပြန်လဲသိမ်းပိုက်ဖို့အတွက်လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ရှိလာမယ်ဆိုတဲ့သတင်းတွေကိုစစ်တပ် lobby လူမှုကွန်ရက်တွေကနေဖြန့်ဝေနေကြတဲ့အတွက် တီဘောမြို့နေပြည်သူ90ရာခိုင်နှုန်းလားဟာမြို့မှာမနေရဲတော့ပဲစစ်ရှောင်းသွားကြတဲ့အခြေအနေတွေလည်းရှိတယ်လို့စစ်ရှောင်းတွေကိုကူညီပေးနေတဲ့သူတွေကပြောထားပါသေးတယ်တစ်ဖက်မှာလည်းအချမ်းပစစ်တပ်ကလက်ရှိတိုက်ပွဲတွေမဖြစ်သေးတဲ့နမ်တူနဲ့တီဘောမြို့နေတွေကိုရသပြည်သူတွေနေတဲ့နေရာတွေပါမချန်နေစဉ်ရက်ဆက်လေကြောင်းတိုက်ခတ်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေရမှာယမန်နေ့ကဆိုရင်နမ်တူမြို့အမှတ်ရှိရက်ကွက်ဘုံပါယုံဖုံးကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားမှုရှိပဲစစ်တပ်ကလေနဲ့ဘုံကျဲသွားမှုကြောင့် ဘုံကြီးကြောင်တစ်ခုလုံးရစရာမရှိအောင်ပျက်စီးသွားခဲ့ပါသေးတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာ KIA ပူပေါင်းတပ်တွေနဲ့အကြဖက်စစ်တဲ့အကြတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောင့်ပြည်သူ၄ဦးဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဒါကတော့ဖကန်မြို့နယ်မှာရောက်နေတဲ့အချမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ GIA ပူးပေါင်းတပ်တွေအကြားနှစ်ဖက်စီရင်တင်းမာမှုတွေဖြစ်ပွားနေရမှာအော်တိုဘားလ6ရက်နေ့ကဆိုရင်လုံခင်ဘက်ကငိန်ချမ်းတာယာနဲ့မလန်းချေးရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအဂျပန်စစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးဟာမလန်းကျွာတဲ့ကြောက်ရောက်ပောက်ကွဲခဲ့ပြီးပြည်သူ၄ဦးဒဏ်ရာရထားသလိုလက်ရှိမလန်းတဲ့မရှိကထောင်ဘတ်တွေမှာတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိဖက်ကန်မြို့နယ်ရောက်နေတဲ့အဂျပန်စစ်တပ်စစ်ကြောင်းတွေဟာသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုပ်နေပြီမြေ KIA ပူပေါင်းတပ်တွေကိုဘလို့မှမကြော်နိုင်ပဲဖြစ်နေပြီး လက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးကတော့တင်းမာနေတဲ့အခြေအနေမှာရှိနေတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကမကြီးကုန်းကျေးရွာမှာရှိတဲ့စစ်ရှောင်းပြည်သူတွေနေထိုင်ရာဖုံးကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားပြန်တဲ့အတွက်ကလေးငယ်တွေပါဝင်ထိခိုက်ဒဏ်ရာရသူတွေများထားပြန်တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူမှုစာနာရေးဆိုင်ရာတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့ဒီကနေ့အောက်တိုဘာလ10ရက်နေ့မနက်7:00နာရီခွဲလောက်မှာပဲရိုးကြီးမျိုးနဲ့ကမကြီးကုန်းကြေးရွာမှာရှိတဲ့စစ်ရှောင်းပြည်သူတွေနေထိုင်ရာဖုံးကြီးကြောင်ကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲအကြက်ဖက်စစ်တပ်ကနေအကြောင်းကနေရွေချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားပြန်နေဆိုပါတယ်အဲ့ဒီလိုအကြက်ဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေပါဝင်ရသပြည်သူအများပြားထိခိုက်ဒဏ်ရာရမှုတွေရှိထားပြီးလက်တော်သိရှိထားကြအရာကလေးငယ်၁၀ဦးထက်မနည်းဒဏ်ရာရထားတယ်လို့လည်းသိထားရသလိုရေအတွက်တိကျကိုတော့ဆက်လက်အတည်ပြုနေပါတယ်လို့ ဒိုးကြီးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူမှုစာနာတာဝန်ခံကပြောထားပါတယ်။လက်ရှိအခြေဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတုကြီးမတိုင်ခင်နိုင်ငံတော်ကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအရှင်မြင့်လှုပ်ဆောင်နေရမှာ။ယသပြည်သူတွေနဲ့ဖုံးကြီးကြောင်းတွေပါမချမ်းဘုံကျဲတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဆက်ထဲမှာပဲစကိုင်းတိုင်းကမုံရွာနဲ့ချောင်းအဆက်မှရှိတဲ့ဘုံတိုမကျေးရွာစီမင်းထွန်းပွဲကို အကြံဖက်စစ်တပ်ကလေကြောင်းတက်ခိုက်မှုအတွင်လူပေါင်း22ဦးသေဆုံးသွားပြီးအဲ့ဒီမှာ PDF ၄ဦးနဲ့တပိတ်ဦးဆောင်သူ၄ဦးလည်းပါဝင်သွားခဲ့တယ်လို့6ဦးဆရာတော်နဲ့တော်လှန်ရေးတရင်ရှင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အော်တိုဘလာ6ရက်နေ့ည9နာရီလောက်မှာအကြံဖက်စစ်တပ်ကမုံရွာနဲ့6ဦးအဆက်မရှိတဲ့ဘုံတိုမှကြေးရွာစီမင်းထွန်းပွဲကိုလေနဲ့လာပြီးဘုံတွေကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြံဖက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုအတွင်း ဂျေယွာစီမီထုံဘွဲလုံနေတဲ့ပြည်သူတွေအပေါင်းဝင်လူပေါင်း22ဦးသေဆုံးထားပြီးအဲ့ဒီထဲမှာ6ဦး PDF 4ဦးနဲ့တပိတ်ဦးဆောင်သူ4ဦးလည်းပါဝင်တယ်လို့6ဦးဆရာတော်နဲ့တော်လိုင်းရေးတရင်ရင်မြေကပြောထားပါတယ်သေဆုံးသွားတဲ့တပိတ်ဦးဆောင်သူ4ဦးကတော့ရဲဘော်ငိမ့်ချန်အောင်ညီညီဇော်ကံမြင့်လွင်နဲ့ចောင်းဆရာဇော်လင်းနိုင်ဆိုသူတို့ဖြစ်တယ်လို့ဆိုပါတယ်တစ်ဖက်ကသေဆုံးသွားခဲ့ရတဲ့ပြည်သူတွေထဲမှာတော့ကလေးငယ်တွေလည်းပါဝင်တဲ့အပြင်မိသားစုလိုက်သေဆုံးမှုတွေလည်းဖြစ်သွားပြီး အဲ့ဒီထဲမှာအသက်2နှစ်အရွယ်သမီးငယ်လေးလေးတိဆုံးမှုတွေပါဝင်ခဲ့တယ်လို့6ဦးဆရာတော်ကမင်ကြားထားပါတယ်။အဲ့ဒီလိုအကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တိဆုံးခဲ့ရသူတွေကိုယမန်နေ့ကပဲတကြိုပီးစီးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နိုင်ငယ်ပါ။